ကောင်းသောညပါအေးချမ်းပျော်ရွှင်ကြပါစေရှင်အထူးသဖြင့်ကိုနှုတ်စိတ်ဖြင့်မကောင်းတဲ့ຢာတွေကိုရှောင်ရှားနိုင်ကြပြီးကုသိုလ်ပညာဥစားရအောင်ဆောင်ရွက်နိုင်ကြပါစေဒီညလေးမှာ Peaceful Light Channel လေးနေနဲ့ဆွေးနွေးပေးခြင်းနဲ့ကြားရလေးကတော့ကျမတို့တွေဘဝအတွက် လိုအပ်တဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်ပြီးရင်ဆုံးဖြတ်ချက်တွေအတိုင်းပန်းနိုင်ရောက်ဖို့ ကျမတို့ရဲ့စိတ်ကိုဘလို့ထားတင်လဲဆိုတဲ့အကြောင်းအရာလေးကိုဆွေးနွေးချင်ပါတယ်။ကျမတို့တွေဟာဘဝခီးလန်းကိုရှောက်လန်းနေကြချိန်မှာရေတို့ရေရှည်ပန်းနိုင်လေးတွေတမဲပြီးတဆင့်ချင်းစီရှောက်လန်းလေးရှိကြပါတယ်။ကျမတို့တွေပန်းနိုင်လေးတွေတမဲတဲ့တမဲတဲ့အတိုင်းပန်းနိုင်ကိုရောက်နိုင်ဖို့ကျမတို့တွေဘလို့ယာတွေကိုလိလာမယ်။ကျမတို့မှာရှိတဲ့ဘလို့အကျင့်တွေကိုစွန့်လွတ်မယ်။စသဖြင့် စွန့်ဖြတ်ချက်လေးတွေချကြပါတယ်အခုလိုစွန့်ဖြတ်ချက်တွေတိုင်းပန်းနိုင်ကို ရောက်သွားနေတဲ့အချိန်မှာတတိထားတဲ့အချက်လေးကို ပြပြချင်တာပါဟုတ်ပါတယ်ကျမတို့တွေပန်းနိုင်ကိုမယောင်မချင်း ကျမတို့ရဲ့စိတ်နဲ့ယုံကြည်မှုကို ကျမတို့ကိုယ်တိုင်အပေါ်မှာပဲလုံးဝရှားကိုင်းနှုံးပြည့်အာယုံစိုက်ထားဖို့ပါ ကျမတို့ရဲ့စိတ်ကပဝင်းခြင်းကိုအာယုံပြုလိုက်မိတာနဲ့ ကျမတို့ရဲ့ပန်းနိုင်ဟာစပြီးဝေးကွာရတာပါပဲဒီချိန်မှာကျမတို့တွေတတိကပ်ပြီးမိမိကိုမိမိ ပြန်လည်အာရုံစိုက်ရပါမယ်မိသူတဦးတယောက်ကြောင့်မှကျမတို့ရဲ့ဆုံးဖြတ်ချက်တွေဝေဝါးဖို့မလိုအပ်တလို့ကျမတို့ရဲ့ပန်းနိုင်လည်းဝေးကွာဖို့မလိုအပ်ပါဘူးကျမတို့ဘဝမှာကျမတို့လိုချင်သောဘဝကျမတို့ကိုပျော်ရွှင်စေသောအရာ ကျမတို့ဘယ်ရာမှာထူးချွန်လဲ ဘလို့အချင်းတွေတွေဆိုရင်ကျမတို့မကြိုက်ဘူးလဲဆိုတာကျမတို့ကိုယ်တိုင်းထက်ဘယ်သူမှပုံသိနိုင်ပါဘူးဒါကြောင့်ကျမတို့တတ်မှတ်ထားတဲ့ဗန်းတိုင်းရဖို့အတွက်လိုအပ်တဲ့ဆုံးဖြတ်ချက်တွေချမှတ်ပြီးရင်ကျမတို့ရဲ့စိတ်ကိုမိမိကိုမိမိအပြည့်အဝအာရုံစိုက်ကြရအောင်နော်ကျမတို့ကတော့မိမိရဲ့ဆုံးဖြတ်ချက်တိုင်းလိုက်နာပြီးလိုရာဗန်းတိုင်းရောက်သွားနိုင်တဲ့အချိန်ဟာမိမိကိုမိမိလေးစားမိတဲ့အချိန်ဖြစ်တယ်လို့ ပျော်ရွှင်ရတဲ့အချိန်လည်းဖြစ်ပါတယ်။ကိုကိုကိုလည်းယုံကြည်မှုပိုပြီးတူတက်စေပါတယ်။ဒါကြောင့်ကျမတို့တွေဆုံးဖြတ်ချက်တစ်ခုကိုချပြပြီးဆိုရင် အောင်မြင်မှုရတဲ့အချိန်ထိ ကျမဆိုလိုတာက ဆုံးဖြတ်ထားတဲ့ကိစ္စပြည့်မြောက်တည်တည်ကျမတို့ရဲ့စိတ်အာရုံကိုမိမိကိုမိမိအပြည့်အဝအာရုံစိုက်ကြရအောင်နော်။ကျမတို့တွေအားလုံးမိမိကိုမိမိလေးစားတဲ့စိတ်ယုံကြည်တဲ့စိတ်ဖြစ်တရက်ထက်တရက် ပုံမူကျင်းနေစရာကောင်းသောနေ့ရက်တွေကိုဖန်ပြီးပုံပေါ်ကြစို့နော်။